လူချင်းမလို့ခင်ဗျာလူချင်းတို့ငွေကြေးကိုစုဆောင်းလေးရှိပါသလားအဲ့လိုပြောရင်လူရဲ့ငွေကြေးကိုလူတိုင်းဟာအတိုင်းအတာတစ်ခုထိစုဆောင်းကြမှာပဲဒီလိုပြောမယ်ဟုတ်ပါတယ်လူတိုင်းဟာငွေတော့စုပါတယ်ကုသိုလ်စုဖို့တော့မေ့နေကြပါတယ်အဲ့တော့ကျွန်တော်တို့ကအခက်အခဲတွေတွေ့လာမှာဘဝမှာအကိုကိုစိတ်နှလုံးလောက်ရှားစီတဲ့အရာတွေတွေ့လာမှာကျွန်တော်တို့ကကုသိုလ်သတိရမယ်မဟုတ်ဘူးငွေကိုနေ့တိုင်းစုသလိုကျွန်တော်တို့ကကုသိုလ်ကိုလည်းနေ့တိုင်းစုထားဖို့လိုအပ်တာဖြစ်ပါတယ် ဒါကြောင့်ကျွန်တော်အမြဲတမ်းပြောတဲ့ဘဝမှာဖွံ့ဖြိုးတိုးတက်အောင်မြင်မှုဆိုတာအောင်မြင်မှုဆိုတာအလေးချင်းဖြစ်တယ်။အဲ့တော့ဒီနေ့မွေးရပါတို့ကံတရားတို့ကြိုးစားမှုတိုင်းလူတွေသို့တော့အောင်မြင်မှုဟာအလေးချင်းဖြစ်တယ်။အဲ့တော့လူချင်းတို့အလေးချင်းဖြစ်တဲ့အတွက်ပြောထောင်လို့ရတယ်။အောင်မြင်နေတဲ့သူတွေကိုကြည့်ကြည့်လိုက်အောင်မြင်စေတဲ့အလေးချင်းတို့သူတို့ပြောထောင်ထားတယ်။အော်ကျွန်တော်ဘဝမှာလည်းကျွန်တော်နေတိုင်းဘလောက်ပဲအလုပ်တွေများများကျွန်တော်မပြတ်မကွက်လုပ်တဲ့အလေးအကျင့်တစ်ခုရှိတယ်။အဲ့ဒါကတော့ဗာလဲဆိုတော့ကျွန်တော်ဘလောက်ပဲအလုပ်မအားမအားเนาะကျွန်တော်သင်တန်းဘလောက်ပဲရှိရှိ ဒီတနေ့လုံးမဲ့စာတင်တာတင်တာစာပြဟောပြပွဲခီးတွေပဲထွက်ထွက်ဆမ်နော်တွေပဲထွက်ထွက်တင်တန်းခီးတွေပဲထွက်ထွက်ကျွန်တော်ညညတော့မဟုတ်ဘူးပေါ့မနေ့ရောက်ပြီပေါ့နော်မနေ့နှစ်နာရီကနေ၃နာရီကြာပေါ့နော်မနေ့နှစ်နာရီကနေ၃နာရီကြာအခုလိုအချိန်မျိုးပေါ့မနေ့နှစ်နာရီကနေ၃နာရီကြာဆိုရင်ကျွန်တော်အမြဲတမ်းမဟာသမယတုတ်ကိုရွတ်ဖတ်ပူဇော်တယ်မဟာသမယတုတ်ကိုပူဇော်တယ်ပြီးရင်ဗတိစိတ်တယ်ဖျားရွှတ်ခိုးတယ်ဗတိစိတ်တယ်ပြီးရင်စัจ java လာတိုက်တဲ့တောင်းမှရှိတဲ့နတ်မြမာတွေကို ကျွန်တော်တို့အမြအတန်ပြေဝင်မှုတွေပြုလုပ်တယ်ဒီကောင်းမှုကုသိုလ်အဲ့ဒါဟာကျွန်တော်နေတိုင်းနေတိုင်းကျွန်တော်မပြတ်မကွက်ပြုလုပ်တယ်ကျွန်တော်ရဲ့ကောင်းမှုနဲ့အလေးကျင့်တွေတခုကိုလူကြီးတို့ကိုချစ်ခင်စွာမျှဝေပေးတာဖြစ်တယ်ဆိုတော့အဲ့ဒါကျွန်တော်ဘလောက်အလုံးမအားမအားနော်ဒါကြောင့်ကျွန်တော်ကဒီအချိန်ကိုရွေးထားတာမနေ့နှစ်နာရီရနေ၃နာရီဆိုဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကတခါတလေကြာရင်ကျွန်တော် live lecture တင်ရတာရှိတယ်ကျွန်တော် online သင်တန်းတွေအပြင်သင်တန်းတွေဟလာကျွန်တော်အကြံပေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ အဲ့တော့ည7နာရီ7နာရီအထိကိုတခါတည်းကျွန်တော်ရဲ့ပုံမှန် online သင်တန်းရဲ့ live lecture ဆိုည7နာရီရစတာမနေ့7နာရီလောက်ထိရောက်တယ်ဒါပေမဲ့ဒီလိုမနေ့2နာရီကနေ3နာရီကြားထဲမှာတော့ဗျာဘာမှအလုပ်မရှိတော့သေးကြတယ်ဟုတ်လားခီးထွက်တယ်ဆိုရင်လည်းအဲ့အချိန်ကအားနေပြီနေမော်ရောက်နေဖို့လည်းမဖြစ်နိုင်ဘူးဆိုတော့ဒါနိုင်ငံခြားသွားရဲဆိုတော့တမျိုးပေါ့နော်ဒီအမေရိကန်တို့ဘာလို့သွားရဲဆိုရင်ဒါပေမဲ့ဒီအချိန်ကကိုယ့်ရဲ့တော်တော်များများကိုယ့်ရဲ့ကိုယ်ပိုင်အချိန်ဖြစ်သွားပြီဒါကြောင့်ဒီအချိန်မှာကျွန်တော်မပြတ်မကွက်တာကိုပြုလုပ်တာဖြစ်တယ်ဆိုတာလေးကိုချစ်ခင်စွာညှောက်ပြီးလို့ပါတယ် အဲ့တော့ကျွန်တော်လူချင်းတို့ဘဝမှာဖွံ့ဖြိုးတိုးတက်အောင်မြင်မှုဆိုရင်ကျွန်တော်တို့ကရုပ်ကိုလည်းအောင်မြင်အောင် ကြိုးစားဖို့လိုတယ်စိတ်ကိုလည်းအောင်မြင်အောင် ကြိုးစားဖို့လိုတယ်ရုပ်ကြည့်ပဲအောင်မြင်အောင်ကြိုးစားမယ်ဆိုရင်ကျွန်တော်တို့ကစိတ်ပိုင်းဆိုင်ရာမပြင်ဆင်ထားဘူးဆိုရင်ဘဝမှာကိုယ်မမျော်လင့်ထားတာတွေဖြစ်လာတဲ့အခါမှာကိုယ်မျော်လင့်ထားတာတွေဖြစ်မလာတဲ့အခါမှာအကိုရဲ့ဘဝဟာရုပ်တရက်ပြုတ်ကျသွားတယ်ဒါကြောင့်ကျွန်တော်တို့ကအဲ့လိုပြုတ်ကျတဲ့အခါမှာစိတ်ကိုအားကောင်းအောင်ပြင်ဆင်ထားမယ်ဆိုရင် ျွန်တော်စိတ်က strong ဖြစ်နေမယ်ဆိုရင်ဘဝမှာအခက်အခဲတွေကိုကြံ့ကြံ့ခံရင်းဆိုင်နိုင်မှာဖြစ်တယ်ဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုကုသိုလ်တရားတွေနဲ့ထုံမွန်းထားမယ်ကျွန်တော်တို့ရဲ့ဖုံးတော်ကြီးမြတ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကလည်းကျွန်တော်တို့အတိလင်းညွန်ကြားထားတယ်ပုပ္ပန္နတုတ်မှာအတိလင်းညွန်ကြားထားတယ်ကောင်းသောမနက်ခင်ကောင်းသောနေ့လယ်ခင်ကောင်းသောညနေခင်ဖြစ်ဖို့အတွက်ကောင်းတာတွေကိုတွေးကောင်းတာတွေကိုပြော ကောင်းတာတွေကိုလုပ်ဖို့လိုအပ်တာဖြစ်ပါတယ်။ဒါကြောင့် ိုယ့်ရဲ့စိတ်ကိုတီကြည်တည်ငြိမ်နေဖို့အတွက်ကုသိုလ်တရားတွေနဲ့ထုံမွန်းတဲ့အလေးကျင့်ကောင်းတွေကိုငွေကိုနေ့တိုင်းစုသလိုပဲကုသိုလ်ကိုလည်းစုဆောင်ပြီးဆောင်ရွက်ဖို့အတွက်ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်ကဲဒါဆိုရင်ကျွန်တော်အခုပဒီစိတ်ပါတော့မယ်ဒါကတော့ကျွန်တော်ဒီ ဖုန်းတော်ကြီးမြတ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကိုကျွန်တော်တို့အာယုံပြုတယ်ပြီးတော့ကျွန်တော်ဒီရွှေဒဂုံဇေယျတော်မြတ်ကြီးပေါ့ရွှေဒဂုံဇေယျတော်မြတ်ကြီးကိုလည်းကျွန်တော်တို့ကအာယုံပြုပြီးတော့အပတိစိတ်တာဖြစ်ပါတယ်ဒါကျွန်တော်နေတိုင်းနေတိုင်းမပြတ်မကွက်ကျွန်တော်ရဲ့ဆောင်ရွက်တဲ့ဆောင်ရွက်မှုဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်ပတိစိတ်ပါတော့မယ်